so present participle ဆိုတဲ့ but ing ကိုဒီ because ဆိုတဲ့အကြောင်းပြချက်ပေါ့ adverb phrase ပုံစံနဲ့တုံးလိုက်တာ so but ing က adverb phrase because ဆိုရဲဒီအောက်မှာ adverb phrase လေးပြောတော့တူတယ်ပေါ့အဲအခုဥပမာလေးကြည့်မယ်ဆိုလို့ရှိရင်ဒီစာကြောင်းက seeing the policeman uh the thief ran away that was the thief ran away to trap ပြေးသွားတာအကြောင်းတစ်ခုရှိတယ်ဒီမှာခေါ်မှာခံထားပြီးတယ်သူရဲကိုမြင်လို့ပြေးတယ်ပေါ့နော် ဒီမြင်တာကဘယ်သူမှမြင်တာလဲဆိုရင်ခုနဒီတခိုးကပဲမြင်တာဒီမှာတခိုးထားခဲ့တယ်ပေါ့နော်တခိုးကရဲကိုမြင်လို့ရဲက object ဖြစ်သွားတယ်နော်ဟုတ်တခိုးကထွက်ပြေးတယ်ဆိုတော့ဒီတခိုးကရဲကိုမြင်သွားလို့ဆိုတဲ့လို့ဆိုတဲ့အကြောင်းချက်ပေါ့မြင်သွားတော့ကြောက်ဖြစ်သွားတယ်တကယ်လို့ကိုကအဲ့ဒါကို because နဲ့ရေးမယ်ဆိုရင်တော့ဘယ်လိုရေးမလဲဆိုတဲ့သဘောတရားပြန်တွေ့ရမှာ the thief ran away နော်ဟို because ရဲ့ကျွန်တော်လည်းပြန်ပြီးတော့ရှေ့ရ revision ပြန်လုပ်ကြည့်မယ်မြင်ခဲ့လို့ထွက်ပြေးသွားခဲ့တယ်မြင်သွားလို့ထွက်ပြေးသွားခဲ့တယ်မြင်သွားတာကအရင်ဖြစ်တယ်ဘက်တရီတွေကအရင်အရင်ဖြစ်တယ်အဲဘက်တူးကနောက်မှဖြစ်တယ်ပေါ့အဲ့ဒါကဘူဂရမ်မာသုံးတဲ့အခါမှာ past tense past tense လည်းသုံးတယ် run ဆိုတဲ့ past tense ရယ် source ဆိုတဲ့ past tense run ဆိုတဲ့ past tense ရယ် had seen ဆိုတဲ့ past perfect အဲ့လိုသုံးတယ် တော့မြင်တာအရင်အရင်အရင်ပြီးတာကိုများသောအားဖြင့်က past perfect နဲ့ရေးတယ်ပေါ့နော် past နဲ့ကတော့အပြိုင် action တစ်ခုကိုအပြိုင်သားပြီဆိုရင်ဘယ်ဟာအရင်ပြီးတာလဲပြီးတဲ့ဟာကို past perfect နဲ့ရေးတယ်ပြီးအောင်မှ past နဲ့နောက်မှရေးမှာဒါကတော့ grammar strong ဖို့ဖြစ်တယ်ဟုတ်ကဲ့ဟုတ်ပါအဲ့လိုဖြစ်တယ်အဲ့ဒါ he so say ဒီဟာကပုံမှန်ဝါကြဖြစ်ပြီးရော သူမြင်ပြီးပါတေးရဖြစ်တဲ့ကြောင့်လောခတ်စင်းဆိုပြီးသွားရဆိုတဲ့ဟာကိုတုံးလို့ရှိရင် ပို့ပြီးတော့ sentence က postpone ဖြစ်တယ်။ Okay yeah နားလည်ပါပါပြီ။ Because တော့အခါကျတော့ဘာနဲ့သွားတူလဲ။အချိန်ပြပဝန်းနဲ့ဝန်းနဲ့သွားတူတယ်။အဲ့တော့ဝန်းဆိုတဲ့စာကြောင်းနဲ့လည်းသွားပြန်တူသွားပြန်။အဲ့တော့ဝန်းအစားသုံးတာပေါ့။အဲ့တော့ portion ဒီ number 3လေးကိုချက်ကြည့်အောင်။ number 3လေး The girl entered the room. trying some books in her. ဒါဆိုရင် enter the room ကမူလစံတန်ကပြီးသွားပါပြီ။ပြီးသွားပြီဆိုတော့ enter the room ဆိုတော့အခန်းကိုဝင်လာတယ်ဆိုလို့ရှိရင် he carrying some books ဆိုတော့ some book က carry a object ဖြစ်သွားတယ်။ဟာ in her arms ကကြတော့လက်ထဲမှာပြီးတော့စာအုပ်ပြောရင်ပြောမပြောရင်လက်ထဲမှာပြောသူက adjective လုံးမလား adverb လုံးမလားကိုယ်ပုံမူတည်တယ်။ဟုတ်ကဲ့။ဒါဆိုကျွန်တော်ကဒီဟာ in the arm ကစကားစုတစ်ခုထားလိုက်မယ် some books ကိုပဲယူလိုက်မယ်ဒါဆိုရင်ဒီ carrying some books ကို translate လုပ်တဲ့အခါမှာအရေးကြီးတာ five here ဖြစ်သွားမှာပေါ့ဒါဆိုရင် five လက်ရက်ဆိုရင်လို့ဆိုရင်ဒီဟာရောက်သွားပြီဟုတ်ကဲ့အဲ့ဒါဆို manner ဖြစ်သွားပြီအင်းနော်တော့လုံးတို့တော့ပေါ့တော့အခါမဟုတ်တော့ဘူးသူက4 in 1သုံးတာတော့ကြောက်ရဲတော့အခါရဲနောက်ကလျှက်ရွေ့ ်ယင်းကကျတော့3 in 1ခေါ်တာပေါ့လျက်ရွေ့ယင်းကအဲ sorry ယင်းက why နဲ့သွားတူတယ် switch and ly zen တွင်နဲ့သွားတူတယ်ဟုတ်ကဲ့ကဲနော်လျက်ရွေ့ကများတော့ဘာနဲ့သွားတူလဲဆိုတော့ manner နဲ့တူတယ် how နဲ့သွားတူတယ်ဘယ်လိုပုံသဏ္ဍာန်လဲနဲ့သွားတူတယ်အဲ့တော့မိကုန်းက because ကဝင်ရဲ့ how ရဲ့ပြန်ထွက်လာ why ရဲ့လေးလုံးပြန်ထွက်လာနော်အဲ့တော့ဒီမှာလဲမိကုန်းအလားတူထုတ်မယ်ဆိုလို့ရှိရင်နဲ့ the girl entered the room ဆိုလို့ရှိရင်ဘသူကအခန်းထဲဝင်လာလဲဆို who နဲ့ထုတ်ကြည့်မယ်ဆိုဘယ်လိုထုတ် um who my name is yeah uh who entered the room entered the ah တမ်းပြဆက်လိုက်တာပဲ the girl ကကြတော့တခြားမှာအခုကိရိယာမလို့တော့ဘူးရိုင်းဆက်လို့ရတယ်ဟုတ်ကဲ့ who entered the room ဆိုတော့ဆန်တက်က the girl enter the room. Okay. That two about the lala less of blue bioma. What name? Mm, what? 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 Was. What, what was she carrying? Carrying. 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 About what was she carrying? Uh, what was she carrying? What okay. was she carrying? Where? Where? all the gay enter? terror. Oh? When do I care? I don't know. They went to huh? Where did the gay enter? enter? Very good. I got a DID did so be another one of the So where did the girl enter? So very good. As well as uh why is it? you say early wine zender? So how why ကိုပြောခြင်းဘာသာပြန် because when ကတော့ခါเนาะ why ကရွေးလျက် how ကရွေးလျက်ရင်အဲ့တော့လုံးပြန်ရတယ်ဆိုတော့ hearing the sad news uh the old woman burst into tears ဆိုအမျက်ရည်တွေရုတ်တရက် burst into อ่ะရှန်ကြလာတယ်ပေါ့เนาะရုတ်တရက်ရှန်ကြလာတယ်အများကြီးရှန်ကြလာတာပေါ့ burst into tears ဆိုတော့ဒီ hearing ကဘာနဲ့တော့ပြန်တူတယ် ောနဲ့သွားတူလာအဲဆိုကျွန်တော်တို့ကဒီဥသိပ္ပေကခွင်းနဲ့တော့ပြန်တူသွားတယ်ဒီနေရာမှာကြတော့ဟုတ်ကဲ့ဆရာဒါဆိုရင်ကျွန်တော်တို့ခွင်းနဲ့သွားတူတဲ့အခါမှာဆိုခွင်းနဲ့ပဲ translate ရှေ့ကပြန်လောက်ကြည့်မယ်ဆိုခွင်းနဲ့ပြန်ရေးကြည့်မယ်ဆိုဘယ်လိုရေးလဲရဝမ်ဒါ Oman uh one ဝမ်အရှိရေးလဲရနောက်မှရေးလဲရတာနော်ဟုတ်ဆရာ one the woman breath in tears ဟမ်အ breath into tears ကြားတဲ့အခါမှာဆိုရင်တော့ဘယ်ရနဲ့တွေ့မှာ one how 600နဲ့ပဲတွေ့ရမှာ when uh the old woman the one the old woman said hearing the sad news ah အနောက်မှာက bus bus ကကြတော့ကျွန်တော် but do ဆိုရင်အရှိမလဲ but do ထဲမှာ here here ဆိုရင် heart ဖြစ်သွားမယ် h e r တွေ heart yeah heart ဆိုတဲ့နေရာမှာကျွန်တော်တို့ကကြတော့ past perfect ရေးမယ်ဆိုလို့ရှိရင် by your heart past heart heart age ရတယ်ကြားပြီးတဲ့အခါမှာဆိုရင်ပို့ပြီး strong ဖြစ်တယ်ကြားပြီးသွားတော့အခါမျက်ရည်တွေပြန်ပြန်ကျလာတယ်နော်အဲ့လိုပြောအောင် hearing the set new oh sorry heart heart the set new okay အာရှည်နဲ့ပြန်ဖြစ်သွားမှာပေါ့နော် she breath into cheer နောက်ပြန်ဖြစ်သွားမယ်နောက်ပါဒီတိုင်းပဲရေးလို့ရတယ် press into cheers ပို့လေသွားတယ်ဆို ing ကပို့လေသွားတွေ့ရ အလတလီယာ so hearing there's a new ကြားတဲ့အခါကြားတဲ့အတွက်ကြောင့်နော်အဲကြား၍ကြားလျက်အဲအဲ့လိုမျိုးဟိုတစ်ခါ3 in 1နဲ့လေ့ကျင့်လို့ဆိုလို့ဆိုရင်ကျွန်တော်တို့ because of when or why တို့ခဏဖယ်ထားလို့ရတယ်